အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီ channel ရကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူထောင်မူကြီးတိန်ဝင်းရေးသားထားတဲ့ရင်ခဲတော်နဲ့တပွဲစားမှုဆိုဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင် channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှလည်းသိနိုင်မှုအတွက်ဒီဒီခေါင်းလုံးလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ကျွန်ုပ်တောင်ဝင်ထမ်းဆောင်ရတဲ့ကတာမျိုးမှာအလွန်တရာတရာလှပါတယ်ကတာမျိုးကိုနောက်ခံထားပြီး ဖက်ဆူတောင်တန်းစိန်ညွတ်ညွတ်ကြီးကမြို့အရေးကိုကလနာတက်ထားတယ်။အေယာဝတီမြေကမ်းကိုအမိပြုပြီးတည်ထားတဲ့ကတားမျိုးကိုမြင်းရံအတွင်ကမျှော်ကြည့်လိုက်ရင်ပိုရွေးတောင်ရတယ်။မြို့ပတ်ကန္နာလန်မှာကတားမျိုးရဲ့ကြက်တီရေးဆောင်မဟာလေးတက်စီတီတော်မြားစီတီနဲ့ရွှေကူကြီးဖျားတို့ကိုရွှေရောင်တဝင်းဝင်းနဲ့တီညိုပွဲရာဖူးထွေးရပါတယ်။ဒါအပြင်စိတ်ကမ်းမမော်တော်များလှိမ်များခီးသေးတဲ့တင်တင်မောများလည်းစိုက်ကက်ထားလို့ညနေစည်းစာမှာ လွန်စွာမှစီကားလှပါပြီးတယ်။ရှေးခါကကတာမျိုးကိုကန်းတာလို့ခေါ်ဝေါ်ခဲ့ကြတယ်။ရမ်းပါတာစကားနဲ့ကက်စာလို့ခေါ်တယ်။ကက်စာဆိုတဲ့အဓိပ္ပာယ်ကမိုင်းတာဈေးမျိုးလို့အဓိပ္ပာယ်ရပါတယ်။ကတာကြောင်းမျိုးလို့လည်းခေါ်တွင်ခဲ့ကြောင်းသိရပြန်ပါတယ်။မြမတကရိ395ခုနှစ်မှာပကံပြည်အနော်ရထားမင်းစောတည်ထားတဲ့ကင်းမြို့ကြီး53မြို့အနက်ကတာမျိုးကတမျိုးအပါဝင်ဖြစ်ပါတယ်။ထိုစဉ်ကကင်းမြို့များဖြစ်ကြတဲ့မူတာရင်ခဲမျိုးတို့မှာတော့ အခုအခါမှာကတာမျိုးအနီမှာရွာများဖြစ်တာကြန့်ရှိနေပြီးရောတယ်။ကတာမျိုးရဲ့မြောက်ဘက်မှာကချင်ပြည်နယ်မူညင်းမျိုးနယ်အရှေ့ဘက်မှာရွှေကူမျိုးနယ်နဲ့ရှမ်းပြည်နယ်မပိန်းမျိုးနယ်တောင်ပိုင်းမှာထီတန်းမျိုးနယ်တို့ကဝင်းရံနေသလိုအနောက်ဘက်မှာလည်းအင်းတော်မျိုးနယ်ကတည်ရှိနေပါတယ်။ကတာမျိုးကိုစိန်မြုပ်ပြလွင်နေတဲ့မင်းဝန်တောင်တန်းဖက်ဆိုးတောင်တန်းကြီးနဲ့လွယ်ကူးတောင်တန်းတို့ကကြောရောင်းနောက်ခံဝင်းရံပြီးမြောက်ဘက်မှာတောင်ဘက်ကိုတွေ့တမ်းပြီးတော့တဘာဝအလှဆင်ထားပါတယ်။ ကတမျိုးဝရင်းမြေတောတောင်စိတ်စံပေါ်၍ရာသီဥတုညီညွတ်မြတာတဲ့မြို့တစ်မြို့ဖြစ်ပေတယ်။တောင်တန်းကြီးများနဲ့စင်ကြီးရှောင်းများမှလည်းကျွန်းပြင်ကတို့အင်းကညင်ရင်းမာယမနေယုံစတဲ့အဖိုးတန်တတိယနေပြမထိုးအောင်ပေါက်ရောက်နေကြပါတယ်။ရင်းသစ်တော်ကြီးများအတွင်မှလည်းအဖိုးတန်အသုံးဝင်တဲ့ဘဘိုးမြတ်ဆန်ကျဲဝါဖြူနှင်းတင်ဝါကြက်တောင်းဝါဝနဲ့ဝရားတွေလည်းရောနှောပေါက်ရောက်နေပြန်တယ်။ မြို့နယ်ရဲ့အရှိပိုင်းအေယာဝတီမြစ်ကြီးရဲ့အရှိဘက်ကမှရှမ်းယူမတောင်တန်းကြီးနဲ့ဆက်ဆက်နေတယ်။ဂုံနိတ်စင်ကျင်လျှော်တောတွေနဲ့မြေပြန်တောတွေမှာမူးမခရေချင်းရတရော်ပင်နဲ့ဒဇင်းပင်တွေနေရာမလတ်ပေါက်ရောက်နေကြပါတယ်။မြို့နယ်ရဲ့လေးဘုံသုံးဘုံမှာတစ်တောကြီးရည်နဲ့ဖုံးလွှမ်းနေတယ်။အဲဒါကြောင့်ကတာမြို့မှာရာသီဥတုညီညွတ်မျှတာဟန်တူပါတယ်။ကန်းနားမှာကျွန်တော်တို့ရဲ့တစ်တောပိုတဲရှိပါတယ်။တစ်လုံငန်းအတွက် Inspanting Boat ခေါ် ယူပုံလေးတွေလည်းရှိကြတယ်။ AOD မြင့်ကြီးအတွင်းအထက်အောက်စုံစမ်းသွားလာပြီးတင်းလုပ်ငန်းတွေကိုစစ်ဆေးရန်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့တင်းလုပ်ငန်းရုံးတွေကတော့မြို့အနောက်ဘက်တက်မတော်လန်တစ်ဖက်တစ်ချက်မှာရှိရယ်။ကျွန်တော်တို့ရဲ့အိမ်လေးတွေမှာလည်းတစ်တော်လုပ်ငန်းဝင်အတွေ့မှာရှိပါတယ်။တစ်တော်အရာရှိများလာရင်တော့တစ်တော်ဘူတဲမှာနေရာထိုင်ခင်းပေးပြီးအဲ့ခံရတယ်။ကတာမြို့မှာတင်းလုပ်ငန်းတို့ဘူတဲနှလုံးရှိရယ်။ကျွန်တော်တို့လည်းရန်ဖန်ရန်ခအသုံးပြုပါတယ်။ကန္နာလန်ဘူတဲအပြင်တခြားတစ်ခုမှာ အယာမတီမြကြီးရဲ့အရှိတ်ကံမှာတည်ရှိရဲ့ရင်ခဲကျိုးဝိုင်းတစ်တော်ဘူးတဲဖြစ်ပါတယ်။ထိုဘူးတဲအင်းမှာတင်းလုပ်ငန်းသုံးရနေရနဲ့မော်တော်ယာဉ်အလုံယုံလည်းရှိရဲ့။တစ်တော်လုပ်ငန်းသုံးမော်တော်ယာဉ်များထားရှိရနေရာလည်းဖြစ်ပါတယ်။အရှိတ်မှာရင်ခဲကျိုးဝိုင်းတော်ငအိုးနံမဲကွန်ချောင်းစင့်ကုံတစ်တော်ကျိုးဝိုင်းနေရှိပြီးတော့အဖိုးတန်တင့်မာရီထွက်တယ်။အနောက်ကသာတစ်ထုပ်လုပ်ရင်မှာမြင်းစင်နဲ့အင်းတော်နဲ့မော်လူးနဲ့နဲ့ဗမောင်းမြို့နယ်တို့ဖြစ်ပါတယ်။ ကျွန်တို့ရဲ့တာဝန်ကတိကွက်တွေကိုတပတ်နှစ်ကြိမ်စင်းပြီးစစ်ဆေးရတယ်။ထူးခြားဖြစ်စေပေါ်ပေါင်းလာပါကလည်းကျွန်တို့အုပ်ချုပ်ရတဲ့စကိုင်းတိုင်းတွင်ရှိတိကွက်များကို အရေးပေါ်ဆင်းရတော့တယ်။အရှိတတမှာရင်ခဲကျိုးဝိုင်း၊ငအိုး၊နမဲကွန်ချောင်း၊စင်ကူ၊အင်တောင်၊ကြောက်တောင်၊ဟင်းတောင်၊ညတောင်ကျိုးဝိုင်းတစ်တော်တွေဖြစ်ကြပါတယ်။ကျွန်တို့ရဲ့လုပ်ငန်းကရာသီမရွေမြေချောင်းနဲ့တော်တွင်းကိုသွားလာရလို့ကျွန်တော်ဝါသနာပါတဲ့တိခွပံမီစုဆောင်ခြင်း စေပင်ဝါပင်စုဆောင်ခြင်းနဲ့အမဲလာခြင်းတို့ဟာလုပ်ငန်းနဲ့ဆက်စပ်နေလို့ဝါသနာပါရလုပ်ငန်းဖြစ်လာပါတော့တယ်။ကျွန်တော်တို့တည်တော်ဌာနမှာလက်နေတဲ့အနေနဲ့ဘယ်ဂျီယန်နိုင်ငံလို့တလုံးထိုးပြောင်းချောဂရင်နာတနံတတမ333အမေရိကန်နိုင်ငံလို့ပြောင်းရွှေ့ရိုင်ဖယ်တနံအင်္ဂလန်နိုင်ငံလို့မောင်းဖုံနဲ့စိုင်းပေါင်နှလုံးပြူတနံတကြီးတနံလို့လည်းအခေါ်များပါတယ်။ကျွန်တော်ခိုင်ဆောင်တာကတော့ဘယ်ဂျီယန်နိုင်ငံလို့တတမ305မဂနက်ရိုင်ဖယ်ကြီးဖြစ်ပါတယ်။ ရန်ကရိတ်အားပြင်းထန်လာပြီးတော့စင်မဆက်ပြောင်းဆိုင်တမင်တရေတော်ဝက်နဲ့ခြေအထိစိတ်ချလက်ချပြည့်ခတ်နိုင်ပါတယ်ကျွန်တော်မှအရေးပေါ်အနီးကပ်သုံးပြနိုင်မှုအတွက်အင်္ဂလန်နိုင်ငံလို့စမစ်အန်ဝက်စတွန်ပြောင်းတို့၆နှုတ်ပြသက်နယ်လေးလည်းရှိပါသေးရဲ့အတန်ကျေလောင်၍အနီးကပ်ပြည့်ခတ်ရမှာထိရောက်မှုရှိရဲ့သို့တော့ပြောင်းတို့တန်တန်ဖြစ်လို့လေ့ကျင့်မှုရှိမှသာပြင်းထန်ကိုထိမှန်နိုင်ပေမယ့်ကျွန်တော်ရဲ့လက်အောက်ရာရှိ တော်အုပ်စော်မင်းကတော့နှလုံးပြူးကိုလက်တွေ့ရဲသူ့လက်ဆွဲတော့ဆိုင်ပေါင်နှလုံးပြူးတနက်ကိုနှစ်ချက်ဆွဲရင်နှစ်ကောင်တေချာပေါင်းရတတ်တယ်ကျွန်ုပ်ရဲ့တပည့်ကျော်လက်နှိပ်စည်ရီကလေးကြော်စိန်ဝင်းကတော့ကျွန်ုပ်ကိုပိုင်ပွိုင်တူတူစီမီအော့တူငှက်ပြစ်တနက်လေးကိုပေးထားပေမဲ့ကင်ခဲ့ပါတယ်သူ့လက်ဆွဲတော့ညတ်တော်မိနဲ့ရှိလျာပြီးတော့ချုံများနေရဲ့ကျွဲကြိုလောင်းလေးကောင်နဲ့ကတောင်မျိုးမနမဲကြီးဘဘဲစီဟာဦးချက်ကြီးရဲ့ဘဘဲဘူထွက်ရှစ်လက်မခန့်အမဲလိုက်တမျိုးကိုသာကိုက်ဆောင်လေးရှိရဲ့ယနေ့မနေ့ကျွန်ုပ်တို့ဘွဲ့ AOD မြို့ရဲ့အရှိတ်ဘက်ကံကိုကူးပြီးတော့ရင်ခဲကျိုးဝမ်းအစွန်စော အကွက်ကြီးအမှတ်30ကိုတွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်။ကျွန်ုပ်နဲ့တောအုပ်ဆောင်မင်းတို့တစ်တော်ဝင်းအိမ်မှာကန်နာကိုမနဲ့စောစောယူနီဖောင်းဝတ်ပြီးတနက်ထံကဆင်းလာကြပြီးတော့မနက်9နာရီမှာရွှေကန်းသာလဖေးကြီးဆိုင်မှာချိန်ဆထားတဲ့အတိုင်းတွားရောက်ကြရာတပည့်ကျော်ကျော်စိန်ဝင်းကအသိဆောင်ကြုံနေတယ်။သူ့ဝက်ပြင် အတွင်းကန်အင်ဂျင်မပါပဲကချင်အင်ဂျင်ရင်ခွဲဥသာဝတ်ထားပြီးတော့အောက်မှာခေါင်းဝင်းလိုလိုပစိုးလိုလိုအကွက်မပါတော့တဲ့လုံချီကို ဖုန်ကြီးတင်းမိုင်လိုလက်၍တူတူဝိထားတဲ့သူတဦးကိုလည်းတွေ့ရတယ်။အသက်40ကျော်ခန့်ဂရုစတောင်းစပင်နဲ့အရက်ပူပင်မဲ့ဗလှကောင်းတယ်။သူ့မှာတရွယ်ကြီးကြီးတရှိအီးတချောင်းကိုလည်းနောက်ကျောမှာပလိုင်းတစ်ခုနဲ့တူဆက်လွယ်သား၍လွှဲထားပါတယ်။ဆရာတို့လာကြပါထိုင်ကြပါအောင်။ဘာစားမှလဲ။ကျောဦးတမင်းကျော်နဲ့မလိုင်လက်ဖက်ရည်ပဲမို့လား။သူဟာကျွန်တော်မိတ်ဆွေကိုအင်းနေပါ။မနေ့ကညနေမှာကျွန်တော်အိမ်ကိုရောက်လာလို့အိမ်မှာအိတ်ခံပြီးတော့ဒီနေ့မနက်တော်စင်းကြမှာမို့ခေါ်ထားတာပါ။ ။သူကရင်ခဲတော်ကြီးမှမွေးတာ။တားကအောင်ရှာအယမ်းတော်တယ်။အမဲလိုက်မုတ်ဆိုးလဲလှုပ်တယ်။မုတ်ဆိုးဖွဲကငားရင်လဲလမ်းပြတယ်။တပွဲစားအင်းနီလို့လဲခေါ်ပါတယ်။သူလမ်းပြရင်တားကောင်မရရင်နေမရှိဘူးစရာ။ကိုဝင်နီဒီရဆရာတွေကတစ်တော်အရေးပိုင်ဦးနေအောင်နဲ့တောအုပ်ကိုဆောင်မိမှာတောအုပ်ကိုဆောင်မိမှာကျွန်တော်ဆရာတွေပေါ့တောရဲတောင်နဲ့သွားနေကြအမဲလိုက်မို့ဆိုရင်အတွေ့အကြုံများပြီးတောကောင်ဘောင်းစုံပြစ်ပူးပါတယ်ဆရာတို့ကိုတွေ့ရတာဝမ်းသာပါတယ်ငါလည်းတောပြော်တယောက်ပဲ ိုအိန္ဒိယတပွဲစားမှုဆိုကြင်လူမျိုးထင်ပါတယ်နမရတော့ဘူးဆန်တယ်လို့ပဲနော်ကျွန်ုပ်တို့လက်ဆွဲနှုတ်ဆက်ကြတယ်သူ့လက်ကြီးမှာကြီးမာပြီးအတော်ကြမ်းတမ်းတန်ပါတယ်အသားကတော့နီဆက်ဆက်ကြီးနီရောက်ပေါက်နေတယ်ရာသီဥတုအမျိုးမျိုးတန်ကိုခံနိုင်တဲ့လူစားမျိုးဖြစ်ပုံရပါတယ်ငါ့ကိုလွတ်လပ်ရေးရပါစားရောင်စုံတောင်းကျမ်းသူတွေထားကြွတောင်းကျမ်းစင်ကနာမိဘတွေပိုးပေါင်းနေအောင်အင်မေတော်ထဲမှာမွေးခဲ့တာအဲ့ဒီချိန်ကຫນွေနှောင်းပိုင်းအပင်တွေရွံ့နှုတ်ဝင်နေချိန် အင်ပေပေါင်းညီရဲတွေကြောင့်မွေးခဲ့တာမို့လို့အင်ဒီလိုငါ့ကိုနာမည်ပေးခဲ့ကြတာဒါဆိုတပွဲစားဆိုတာရောဘလိုမျိုးကိုခေါ်တာလဲတပွဲစားဆိုတာဒီလိုပါငါရွေရောက်တာနဲ့မိဘကိုကူညီရတယ်အဖေကထင်းခုတ်သမားဖားရှာငါရှာတော်ရဲမှာတတိတိရွက်ရှာတယ်အမေကခေါင်းရက်ပြတ်ထိုးစေတယ်ငါလည်းအရွယ်ရောက်တာနဲ့အဖေနဲ့အမေနဲ့တူတော်ရဲတောင်ထဲမှာကျင်းနေနှက်ဆက်တော်တာပဲငါတော်ရဲတောင်ထဲမှာမွေးလို့လားမသိဘူးတောတောင်ကိုချစ်တယ် တော်ဒရေးဆန်နေကိုလည်းစိတ်ဝင်စားတယ်။ဒါပေမဲ့ဒီတောတောင်နေကဒါပေမဲ့ဒီတောကောင်နေရဲ့အသားစားလို့အရသာရှိရမို့ငါငငယ်တွေကလေးကွာကင်ပြီးငှက်လိုက်ပြစ်တယ်။နည်းနည်းကြီးလာတော့ဒူးလေးကင်ပြီးအမဲလိုက်တယ်။တောကောင်သားရောင်းလို့ရတဲ့ဝင်ငွေကအမေအသီးရွက်ခူးရောင်းလို့ရတဲ့ဝင်ငွေထက်ပိုရရလေ။တောဆောင်တောင်ဆောင်တဲ့တည်းကတောထဲမှာမွေးခဲ့တဲ့ငါ့ကိုချစ်လို့အထူးခွင့်ရေးပေးထားလာတော့မသိဘူး။တောထဲဝင်လာတဲ့တောကောင်မရတဲ့နေမရှိဘူး။အကောင်ငယ်ရာနဲ့ကြီးကြပဲကွာတယ်။ ငါလည်းတော်တဲ့တောင်နဲ့ရောက်တာနဲ့ဘုံမစိုးရုပ်ကဆူတွေကိုစာဦးစာဖျားနဲ့ပူဇော်ဖတ်တာလေးရှိရဲ့တောကောင်ဆိုတာငါရဲ့အမိဖဆိုရင်လည်းမှန်တာပဲလေကွအဲ့ဒါကြောင့်လာတော့မသိဘူးတော်တဲ့တောင်နဲ့ရောက်တာနဲ့မှုချင်းဘယ်နားမှာရှိတယ်လဲပြောင်းအုပ်ဘဲပြင်မှာရှိတယ်တောကောင်နေဘဲကြားမှာရှိတယ်လေဆိုတော့ငါအလိုလိုသိနေတယ်အခုအသက်ကြီးလာတော့အမဲလာဖွဲ့တွေကငါ့ကိုလမ်းပြငှားကြတယ်မရမရှိရကြတယ်အဲ့ဒါကြောင့်ငါ့ကိုတပွဲစားအင်းကြီးလို့ခေါ်ကြတာပါ ိုအင်းကြီးနဲ့တွေ့ရတာဝမ်းသာတယ်ဗျာဒီနေ့ကျွန်တော်တို့ဘွဲ့ရင်ခဲကျိုးဝိုင်းအကွက်ကြီး30ကိုစစ်ဆေးဖို့သွားကြမှာအဲ့ဒီမှာတိခိုးသမားတွေတည်နေရထားလို့တာဝန်နေပြီးရင်တော့အမဲလဲလိုက်ချင်တယ်အစေရသိမ့်မရအောင်ဆိုတော့တောကောက်ဘဲနားမှာရှိတယ်ဆိုတော့တေချာပေါင်းတိမဖြစ်မယ်အဲ့ဒါကိုအင်းကြီးလမ်းပြပေးနိုင်မလားအဲ့ဒါငါအလုပ်လေငါ့ကိုလမ်းပြခါတော့ပေးရမယ်နော် ဟုတ်ပါပြီပေးပါမယ်ဘလို့ပေးရမှာလဲပြောပါအောင်တောကောင်ရာရဲ့ငါ့ကိုနေရွက်တယ်လေပေါင်တဲ့ချောင်းနဲ့ငွေတရာပေးရမယ် သုံးကောင်ရရင်သုံးကပေးရမယ်နော်။နေရွယ်တလဲဆိုတာဘာလဲဗျ။စံနာရီယိုတော့နားလဲပါတယ်။နေရွယ်တလဲဆိုတာရလာတဲ့တောကောင်ရဲ့နေရွယ်ကိုနောက်ပြန်လဲချလိုက်ရင်ရောက်တဲ့နေရာခေါင်းအပိုင်းလေပင်းရုံငါဖြတ်ယူမယ်။သုံးကောင်ရရင်သုံးကဖြတ်ယူမယ်။ကျင်းတဲ့လား။ကျင်းနေပါတယ်။ကဲမုတ်စာလက်ဖက်ရည်တောက်ပြီးသွားကြတာပေါ့။ကျွန်တော်တို့စားတောက်ကြပြီးရနောက်စိတ်ကန်းကိုစင်ကြတယ်။စိတ်ကန်းမှာစည်ရည်လေးကြော်စိတ်ဝင်အသိစီစဉ်ထားတဲ့ယူပုတ်ကလေးကစောင့်နေတယ်။ ကျွန်ုပ်တို့ ARD မြင့်အရှိဘက်ကံကူးခဲ့ကြတယ်။ဆောင်းကုံနွေကူးကာလာဖြစ်လို့လေယူးကမြူးနေပါတယ်။မော်တော်ပုတ်လေးစားထွက်တာနဲ့မြင့်ပြင်ကိုဖျက်တမ်းတိုက်ခတ်လာတဲ့လင်းနူအေလီယာကျွန်ုပ်ကိုတင်းနူးချမ်းမြေ့စေပါတယ်။15မိနစ်ခန့်ကြာတဖက်ကန်းကိုရောက်တော့ကမ်းမပေါ်မှာဖို့အမျိုးအစားခေါင်းတို့တိတိုက်ကားကြီးကအဆင်သင့်စောင့်နေရဲ့ကျွန်ုပ်တို့6မိုင်ကျော်ခန့်ဝေးတဲ့အကွက်ကြီး30ကိုဆက်လက်ထွက်ခွာလာကြတယ်။တစ်ထုပ်ဒေါ်လန်ဖြစ်လို့လမ်းအကျန်နေ။ ချောင်းမကျော်ခန့်ခီးကိုတနာရီခန့်မှာဝါတယ်။ဖုံလုံးကြီးကတော့အနောက်ဘက်မှာအလေးလိုက်ကြံခဲ့တော့တယ်။အကွက်ကြီး30ရောက်တော့ကျွန်ုပ်တို့ခိတနာကြပြီးနောက်တိလုံငန်းကိုစစ်ဆေးရတယ်။စင်နေကျွဲတွေနဲ့တစ်ဆွဲပြီးတစ်ကားကြီးပေါ်ကိုတစ်တင်နေကြတယ်။တော်တွင်ပိုင်းမှာလည်းတစ်ခုတ်တန်းတစ်ပင်လဲတန်းတွေကိုကြားနေရတယ်။တိလုံးတွေကိုကားတင်ရေးချပြီးဖောင်ဖွဲ၍ရွှေလီမြစ်ကနေတဆင့်အေယာဝတီမြစ်တွင်မျှော်ချ၍ကတာမျိုးနဲ့မန္တလေးမျိုးတွေကိုတင်ပို့ရခြင်းဖြစ်ပါတယ်။ တစ်ခိုးသမားတွေတည်င်းကိုစုံစမ်းရာတစ်တုံးဌာနမှခုတ်လဲပြီးတစ်တရိုညပိုင်းမှာဖောက်ခွဲ၍ခိုးယူနေကြခြင်းဖြစ်ကြောင်းသိရတယ်။လက်နက်တွေလည်းပါကြောင်းသိရလို့ညပိုင်းအစောက်ချထားရဲ့ကိစ္စကိုလက်လျှော့လိုက်ရတယ်။ရဲဖွဲနဲ့တိလုံငန်းအဖွဲ့ပေါင်းရင်းနှိမ့်နှင်းမှသာဖြစ်နိုင်ပေမယ့်ထို့အတွက်လည်းအစဉ်စစ်ညှိနှိုင်းရပြီးအောင်တော့မယ်။တစ်ထုပ်စကန်းကကျွန်ုပ်တို့ကိုနေလွယ်စာကြွေးတယ်။ဂျေသားဟင်းနဲ့ထောရွက်ဟင်းကြောစင်မြုံသီးချီရင်ဟင်းတို့ဖြစ်ပါတယ်။ တောစာတောင်စာဖြစ်ပေမဲ့လက်ရပြောင်း၍စားကောင်းတယ်။တမင်းစားပြီးတော့လည်းအခါရကြကြနဲ့ခြေသား၆ပုံနဲ့လက်ဖက်တုပ်ကိုစားရပြန်တယ်။ကဲကိုအင်းကြီးရေအလုတ်ကဲစားတွေရတော့ပြီးပြီ။နေမိုးတဲတော့အချိန်လေးသိမ့်မရအောင်တောကောင်တေးကြပေါင်းရအောင်ဘယ်တော့ဝင်ဘာကောင်ရနိုင်မလဲပြောပါအောင်။တပွဲစားကိုအင်းကြီးကခေါင်းဝမော၍လေထဲမှာအနမ်းခံတယ်။ပြီးနောက်မျက်စိမိတ်ပြီးစဉ်းစားတယ်ခဏကြာတော့မှအကွက်ကြီးလေးကိုသွားမယ်။အကွက်အနယ်မှာကញင်ပြူပင်တပင်ရှိရဲ့။ ကညင်ပင်ကြီးအောက်နာမှာညာမိုးစိတ်ပင်ကြီးအရှိဘက်မှာတောငှက်ပြောတော့ရှိရဲ့အဲ့ဒီနာမှာဝက်လူအရှိရဲ့တောဝက်တွေရှင်လူနေတယ်ပြင့်မယ်မို့လားဘာကောင်ရရပြင့်မယ်လीတောဝက်ဆိုပိုကောင်းတာပေါ့ຫນွေဥပေါင်းရာတိမို့တောဝက်ကရှာလို့တောဝက်သားမစားရတာကြပြီကဲအဲ့ဒါဆိုသွားကြစို့ဆရာတို့တေးကြပေါက်ပြည့်ရစီမယ်ကျွန်တော်တို့တစ်တိုက်ကားကြီးနဲ့ပြန်ခဲ့ကြတယ်တစ်တော်ထဲကထွက်ကမှတပေါင်းနေရာပူပြင်းလာတော့တယ်တော်ထဲမှာတော့တိတ်ရိတ်သွားရဲ့ကြောင့် အေးများနေလို့မသိတာပါတိုက်ခတ်လာတဲ့လေးရလဲဖုံနှုံးတင်နေအတူပူပြင်းနေရတယ်အကွက်ကြီးခုနှစ်မရောက်မီအကွက်ကြီးရှစ်အစုံမှာကိုရင်နီကကားကိုရက်ခိုင်းတယ်ကျွန်တော်တို့တနက်တွေထမ်းပြီးလမ်းလျှောက်ရတော့တယ်အကွက်ကြီးခုနှစ်အဆက်ကိုရောက်တော့ကိုရင်နီကရှေ့ရဦးဆောင်၍တောထဲဝင်တော့တယ်နှွေဦးပေါကာလာဖြစ်လို့တရွက်ကျူတွေကတောထဲမှာပြန့်ကျင်းနေတယ်ကိုရင်နီကဖနက်ဝင့်မထားလို့ခြေတန်းလုံးမိမဲ့လဲကျွန်တော်တို့ကတော်စီဖနက်တွေစီးထားလို့ တရွေချောင်းနဲ့တေကိုင်းချောင်းတီကိုနင်းမိတာအတန်ထွက်နေရဲ့ထို့စဉ်ကိုအင်းနီယာခိတားရက်လိုက်ပြီးတော့ဆရာတို့ကမုတ်ဆိုးတွေဆိုဘာကြောင့်ခြေတမ်းမလုံတာလဲခြေပြားချပြီးမှတလန်ချင်းဖြစ်ဖြစ်နေမှာငါနဲ့ခက်လန်းလန်းကလိုက်ခဲ့ကြဟိုရှိမှကငင်းဖြူပင်ရှိရဲ့နီးနေပြီတတိထားလျှောက်ကြပါသူဆက်သွားတော့ကျွန်ုပ်တို့နောက်ကတဖြည်းဖြည်းလာရတယ်သူပြောသလိုပင် အောက်ခြေရှင်းတဲ့တော်ပြေလို့လူနှစ်ဖက်ခန့်ရှိကငင်းဖြူပင်ကြီးကိုအဝေးမှလှမ်းမြင်နေရတယ် တပွဲစားရဲ့အတွေ့အမြင်တော့ရင်ခဲတော်ကြီးအနက်သူ့ရောက်ဘူးလို့သိနေရကြောင်းလားမသိပါ သူပြောသလိုပဲကញင်ပင်ကြီးအောက်မှာလည်းကြီးမားတဲ့ညောင်မုတ်စိတ်ပင်ကြီးကိုတွေ့မိရပါတယ်ကိုဝင်နီကညောင်မုတ်စိတ်ပင်ကြီးကိုကပ်ပြီးမျှော်ကြည့်ရင်းနဲ့ကျွန်ုပ်တို့ကိုခေါင်းညှိ၍အချက်ပြတယ်ချက်ချင်းပဲကျွန်ုပ်နဲ့ကိုစော်မင်းတို့ကိုဝင်နီကိုအလဲထားပြီးလဝဲလက်ရဖြန့်တက်တယ်တောဝက်ပြစ်မှာဖြစ်လို့ကျွန်ုပ်တို့ရဲ့အတွေ့အကြုံရပင်စီကြည့်ပြီးအကာအကွယ်ကောင်းတဲ့တစ်ပင်ကြီးကိုရှာပြီးတော့နေရာယူလိုက်တယ်မှန်ပါတယ် ကိုရင်ဒီတူတင်နမိတ်ဖက်ခဲ့တယ်လို့ပဲအရှိဘတ်တောင်းကပြောတော့အနေရှိဝက်လူအိုက်မှာတောင်းဝဲမလေးကောင်ရှွန့်လူနေပြီးတော့ဝက်သူကြီးကကုန်းပေါ်မှာပတ်ချလဲလှဲ့ပြီးတော့ကင်းဆောင်နေရဲ့ကျွန်တော်တို့အချိန်မဆိုင်တော့ပါနေရာယူပြီးရနဲ့အသေးချာချိန်ပြီးထုံးစံအတိုင်းကျွန်တော်ကဝက်သူကြီးကို385 magnet rifle ကြီးနဲ့လကောင်းကိုစော်မေးရသူ့ရဲ့လက်ဆွဲတော်900နှလုံးပြုနဲ့ချိန်လိုက်တယ်အသင်းဖြစ်တာနဲ့ကျွန်တော်ကအချက်ပေးလိုက်ရာတနတ်တန်သုံးချက်ကြားရပြီးနောက် ဝတ်သူကြီးကဖင်ထားရဲကြတော့လေဝမ်းမနှကောင်ကတော့ရှုံးဝိုင်တင်းမှလဲကြသွားတယ်ကြံဝမ်းမနှကောင်ကထရွေပြီးရဲကျွန်ုပ်ရဲ့ပြစ်ချက်ကတေဝင်းကိုထိဟန်မတူဂိုက်တရာအတွင်ပြင်မှတ်ဖြစ်ပေမဲ့လေဝတ်သူကြီးကရုတ်တရက်လှုပ်ရှားလိုက်လို့ကျွန်ုပ်ချိန်ထားတဲ့နှလုံးနေရာရှေ့လန်းနောက်ကိုမထိပဲဝမ်းမိုင်းကိုမှန်သွားပုံရတယ်ဝတ်သူကြီးကမိရထားခေါင်းတွဲဤတပွဲတဟုတ်တို့ပြေးချလာပြီကျွန်ုပ်တို့တနက်သမားနှစ်ဦးရဲ့အလဲညောင်မိုးစိတ်ပင်အောင်မှာရက်နေရဲ့ကိုအင်းနီကိုပြေး၍ပတ်တော်တယ် ကိုရင်နီရလည်းလှည့်မြန်စွာပဲသူရဲ့ရှေ့မှာကိုင်းကြနေရဲ့နမောင်းလုံးခန့်ရှိရဲ့ညောင်မိုးစိတ်ကန်းကိုခုံ၍ဆွဲလိုက်စဉ်ညောင်ကန်းကကိုရင်နီရဲ့ကိုအလေးချိန်ကြောင့်ညူကြလိုက်ပြန်တက်လိုက်ဖြစ်နေစဉ်ဝတ်သူကြီးကပြေးထိုးပါတယ်ကိုအင်းနီရရှောင်းနေဝတ်သူကြီးကလည်းမပြေးပတ်ချလည်းလှည့်ပြီးချောင်းနေရဲ့ထို့စဉ်ကျွန်ုပ်နဲ့ကိုစောမင်းကတနက်တည်းကိုကြည်သိလဲ၍ပြည့်ရန်ချိန်နေလိုက်စဉ်ဆရာတို့မပြစ်နဲ့ငါ့အောင်မှန်လိုက်မယ်အတာနေကြငါ့ဘာသာငါလုပ်မယ်အသိန်းဆောင်နေကြ ထို့စဉ်ကိုရင်းနီယသူ့နောက်ကျောင်းမှလွှဲထားတဲ့တရွက်ကြီးကြီးတရှိကိုဆွဲထုတ်ပြီးတော့ညောင်ကိုင်းပြန်အကြဝတ်သူကြီးကထိုးအကော်မှာတအားကုန်ခုတ်ချလိုက်တော့တယ်။တော်ဝက်ကြီးခေါင်းမှတန်းရရ၍ထွက်ပြေးရောမှကျွန်ုပ်အသေးချာချိန်၍ချက်ကားကိုပြစ်ချလိုက်တော့တယ်။ဝတ်သူကြီးပြေးတဲ့အချိန်ကျွန်ုပ်ရဲ့ကြီးအရှင်တို့ကြောင့်တပတ်လည်၍ရှော့တိုင်းပြစ်ကျသွားပြီးတော့ကញ្ញင်ဖြူပင်ကြီးကိုခေါင်းဆ၍လဲကြတော့တယ်။ထိုးအချိန်ကြမှာကိုအင်းနီကညောင်ကိုင်းကိုလက်ကလို့၍ပြုတ်ကျလာတော့တယ်။ ငါတပွဲစားလောက်လာတာကြပြီ ခုလိုတကားမှဝက်လိုက်မခံရအောင်တော်တော်ညံ့တဲ့ဆရာတွေပဲသူဟာကျွန်ုပ်တို့ကိုအပြည့်တင်ပေမဲ့ကျွန်ုပ်တို့စိတ်မဆိုးရက်ပါသူဝိထားတဲ့ခါဝင်လို့လို့ပစိုးလို့လို့ဟာကြီးကဂွင်းလုံးကျူးကြသွားလို့အလေးအမြန်ဆောက်ကြောက်ထိုင်ချလိုက်စဉ်တသက်လုံးဖုံးသည်မြခါကုံးမပေါ်ဆိုတဲ့ရှေးရုပ်စကားအတိုင်းသူ့ငယ်ပါကိုငေါတောက်မြင်နေရတော့တယ်။ကျွန်ုပ်တို့အားလုံးအောင်အီဘီထိန်းထားတဲ့ကြားမထိန်းနိုင်တော့ပဲအားရပါရရှိမိကြတော့တယ်။ ကိုဝင်နီယာတစ်ဖက်ကိုလှည့်ပြီးမတည့်ရဲ၍ကျွန်ုပ်တို့ကိုကြောပြီးကသူ့ရဲ့ခေါဝင်လိုလိုပစိုးလိုလိုဟာယူကိုကုန်းကောင်း၍ခေါမပြန်လဲရစ်ပတ်ပြီးပြောက်ကျသွားတဲ့မိကျစ်စေးလိမ့်နဲ့ကိုရဘူးတို့ကောင်း၍ခေါမပြန်နေလိုက်တော့တယ်။ထို့အခါမှာကျွန်ုပ်တို့အရေးရက်ပြီးမျက်နှာပိုးတက်ပြီးတော့ကိုအင်းနီစိတ်မရှိပါနဲ့ပြို့ကျွန်တော်ပြစ်တာချက်ကောင်းပဲဝတ်တူရရှိကိုရွှေ့လိုက်တော့ထိကျက်လွဲသွားတာအင်မတန်ဖြစ်ခဲတဲ့ဗျနောက်ပြီးရန်ခိုးနောက်လိုက်မထိုးတော့ပဲ အလေရခမ ्या ကိုရွေးထုတာတော့အံ့ဩစရာကောင်းတယ်နော်။အင်းဟုတ်ပါရဲ့။ငါလည်းမကြုံဘူးပါဘူး။ဒီတစ်ခါဖြစ်ပျက်ကအတော်ဆိုးတာပဲ။ငါတခုခုမှားသလားမသိဘူး။တောဆောင်နဲ့တောင်ဆောင်နဲ့တူတော့တောင်းမှန်ရအောင်ပဲ။တောထဲမှာမွေးရပါပေါ့သွားတာအိုး။ကျွန်တော်တို့ခဏထား၍အနားယူကြရင်ရေဘူးကိုမောတောက်နေကြစဉ်ကိုဝင်းဒီရဝတ်တိုးကြီးရဲ့နရွက်နှစ်ဖက်ကိုဖြတ်၍လကောင်။အမီးဖျားကိုဖြတ်၍လကောင်။အင်ပန်းနဲ့ထုတ်ပြီးကင်းရင်ဖြူပင်ကြီးအောက်မှာတင်းမြောက်ပါတာနေရော်တယ်။အဲ့နော် ခါးကြားထဲမှာမီးကျင့်တဲ့ဆေးလိပ်တို့ထုတ်ပြီးတော့မီးညှိ၍ဖွာတယ်။ဆေးလိပ်ဖွာနေစဉ်တဆက်တဲ့ကိုရဘူးကိုထုံ၍ကိုရနေပြန်တယ်။ကိုရင်ဒီထိုင်၍အနားယူနေစဉ်ကျွန်ုပ်ကြော်စိန်ဝင်ကိုစော်မင်းနဲ့ကားဆရာတို့ကဝမ်းမနကာကိုကောက်၍ဝတ်တုတ်တုတ်ကဝလုံးရှုထမ်းပြီးတော့ကញင်မီးအောက်ကိုရွှေ့ထားစဉ်ကိုရင်ဒီရမနိုင်မနေနဲ့ဝတ်သူကြီးကိုကုန်း၍ထမ်းတော့တယ်။ပိတ်သက်ချေ60ကျော်မှဖြစ်တဲ့ဝတ်သူကြီးကိုသူ့မနိုင်မှဆရာတို့ဝတ်သူကြီးကိုငါပခုံးမတင်မေငါတယောက်တည်းထမ်းမယ် မလုံပါနဲ့ကိုအင်းကြီးရဲ့ကျွန်တော်တို့တစ်ခေါက်ပြန်လာထမ်းပါမယ်။မရောငါထိုးတဲ့ဝက်ငါးနှစ်ယောက်ထမ်းမယ်။ကျွန်တော်တို့လေးဦးဝက်ကြီးရဲ့ခြေလက်တစ်ဖက်စီမှပြီးကိုရင်ကြီးရဲ့ပခုံးပေါ်တင်ပြီးရောအလုံးအတန်မှာတောက်တင်းတဲ့ကိုရင်ကြီးရောဝက်သူကြီးကိုထမ်းချသွားတော့တယ်။ကျွန်တို့လေးဦးဝမ်းမနကောင်တိတ်ွက်ကြီးခုနှစ်အပြင်ဘက်ကားလမ်းမအဆက်ကိုထမ်း၍ချထားပြီးမယ်။ကိုရင်ကြီးကတိတ်ွက်ကြီးအမှတ်ရှိအဆက်မှာရက်ထားတဲ့ကားပေါ်အေးအောင်ထမ်းဖို့ကြီးဖြစ်ပါတယ်။ကိုအင်းကြီးရဲ့အပင်မခံလို့ ကားလမ်းဆက်ရောက်ရင်တော့ကားရွှေ့ပြီးတင့်ယုံမော့ခုတော့ဗျာအဝေးထန်းသွားပြီးတင်ရရလို့အံ့ရောပဲရတယ်ဆရာအမြင်ကက်လို့ငါလှုပ်လိုက်တာမပင်မမ်းပါဘူးကျွန်တို့တို့ဝက်တီကိုကားပေါ်တင်၍လာလန်းတိုင်းပြန်ခဲ့ကြတယ်ညနေလဲစောင်းနေပြီရင်ခဲဖို့တရားမော်တော်ယာဉ်အလုံးယုံရှိကိုအကြောင်းမှာကားကိုရက်စီပြီးတော့ကျွန်တို့ကဝမ်းမတကာကိုအလုံးသမားတွေစားဖို့အတွက်ချခိုင်းရာကြော်စင်ဝေးရချပေးစင်ကိုဝင်းဒီကားပေါ်မှာဆင်းလာပြီးတားတော့တယ်ကိုဝင်းဒီဘာဖြစ်လို့လဲ ဝမ်းနှကောင်တော့ကြံသေးရပဲခမားကြိုက်ရအကောက်တကောက်ယူနိုင်ပါတယ်ငါမယူစရာငါပြောပြီးကောဝက်သုံးကောင်ခေါင်းသုံးကောင်ပေါင်သုံးချောင်းနဲ့ငွေ300ကျန်ရမှဖြစ်မယ်ကျွန်ုပ်တို့လည်းမတားတာတော့ပါသူ့လုံးသမျှဟုတ်တာထိုင်ကြည့်နေရတော့လေကိုရင်ဒီကဝက်နှရွက်တစ်ဖက်ကိုနောက်ကိုလှမ်းချ၍တိုင်တယ်အိမ်နောက်နေရွက်တလဲရောက်ရဝက်လေတာရင်ကိုသူ့ရဲ့ထံပြန်လာတဲ့ဓာကြီးနဲ့တီတီယီယီဖြတ်ယူရဲ့ပေါင်ရင်းကိုလည်းဖြတ်ပြီးတော့ နှစ်ချမ်းခွဲကပေါက်တစ်ချမ်းကိုသာယူတယ်။အမှန်စတော်လို့တပတ်နဲ့တပတ်အလွန်ကြီးများတယ်။ပို့လဲမယူလို့လဲမရတဲ့တပွဲစားမှုဆိုအင်းဒီကိုကျွန်ုပ်တို့သဘောကျလို့ဝိုင်းကြည့်နေကြတယ်။ကိုရင်ဒီရဲ့မနှက်ပြန်နဲ့တောလဲခြင်းတည်းတယ်။ခမားဒီညာတော့စားရင်တောင်ရင်ကျွန်တော်တို့စီမှာပဲအိတ်ပါ။မရစရာငါအိမ်မြန်ပြီးဝသားရီကိုပို့ရအောင်မယ်။ငါမိန်းမနဲ့ငါသမီးကမျှော်နေမှာ။မနှက်စောစောငါပဲချိန်ပေးလို့လားမလဲ။ငါအရောက်လာမယ်။ဒီမှာတော့မအိတ်နိုင်ဘူး။ ကျွန်ုပ်တို့အဖွဲ့စိတ်ကမ်းမှဆင်း၍အနောက်ဘက်ကံကိုမော်တော်ပုတ်လေးနဲ့ကူးခဲ့ကြတယ်။ထုံးစံတိုင်းမှာတစ်တော်ဝင်းအိမ်ကိုမပြန်ကြတော့ပဲလူလူတိတ်ပြီးပြီးကန်နာလန်ဘူတဲဥဖွင့်ကတညာလုံးချက်ပြုတ်စားတောင်းရင်ပြင်ဆင်တော့တယ်။ထို့စဉ်ကျွန်ုပ်ရဲ့တပည့်ရင်ထမင်းချက်အောင်မှုသူ့ရောခိတပြန်သွားရမှပြန်လဲရောက်ရှိလာလို့အလုံးအစင်ပြေသွားတော့တယ်။အောင်ဘူးကအချက်ပြုတ်လဲတော်တယ်။ကားလဲမောင်းတက်တယ်။တောကောင်နေဖြက်ချင်းကိုကျွမ်းကျင်တယ်လို့အမဲလိုက်လဲဝါသနာပါတယ်။သို့တော့ သူဟာတနက်ပြစ်တော်မကျွမ်းကျင်မှာဘူထဲမှာဝက်ပြက်ရန်စီစဉ်ကြစဉ်ကိုရင်းဒီရဲ့ပြဿနာပေါ်လာပြန်လေသူထုံးစံတိုင်းဝက်ကောင်းလေးကိုနရွက်တလဲယူလာမှာဝက်မတွေမှာပြဿနာမပေါ်ပေမဲ့ဝက်သူကြီးမှာပြဿနာပေါ်တော့တယ်ဝက်သူကြီးရဲ့နရွက်ထိပ်ပြောက်ဖြတ်တောင်းပြိတောင်းဆောင်နဲ့တောင်းဆောင်နဲ့တူပူဇော်ခဲ့လို့ဝက်သူကြီးရဲ့နရွက်နှစ်ဖက်မှာထိတ်တေပြက်နေရဲ့စတိတဘောနဲ့တလန်းမခန့်စီတာဖြတ်ခြင်းဖြစ်ပေမဲ့သူပြောထားတဲ့နရွက်တလဲဖြတ်ရမှာတလန်းမခန့်စီလျော့နေရတယ် အဲဒါကြောင့်ကျွန်ုပ်တို့ကကိုအင်းနီကိုနောက်ပြောင်လို့လို့စကြနောက်ကြတော့တယ်။ကိုအင်းနီရေခမားကတိအတိုင်းပဲနော်။နေရတလဲအတိပဲဖျက်ယူပါပို့မယူပါနဲ့။ကြော်စိန်ဝင်းကကိုအင်းနီရကတိတည်ရဲ့တိတိကြကြပဲအလုံးလုံးတာပို့မယူပါဘူး။ကိုအင်းနီခမားလက်နဲ့ခမားခြေပဲနော်။ကြိုက်တယ်လို့လောက်ပါ။ကြိုက်တဲ့လောက်ယူပါ။ဟုတ်တယ်ဆရာ။ဆရာတို့စိတ်ချပါ။ငါကတိကိုမဖျက်ပါဘူး။နေရပြက်နေရင်လည်းမမီရဲ့နေရအတိကြောက်ပဲငါတားယူမှာပါ။ ်နည်းနည်းမှပို့မယူပါဘူးစိတ်ချပါကျွန်ုပ်ကကိုအင်းဒီကိုခင်မင်၍နောက်ပြောင်ကျင်းတာဖြစ်ကြောင်းကြိုက်တဲ့အသားကိုကြိုက်တဲ့လောက်ယူနိုင်ကြောင်းပြောလိုက်ပေမဲ့လွန်စွာသစ္စာရှိဂတိတည်းရဲ့ကိုအင်းဒီကဒဇက်လေးမှပို့မယူအတိအကျသာယူပါတယ်ဝက်သုံးကောင်အတွက်ငွေ300ကျပ်စာငွေ900ကျပ်ပေးပေမဲ့ပို့မယူပြန်ငွေ300ကျပ်ကိုသာအတိအကျတောင်းယူပြီးပြန်မယ်ပြုရာကျွန်ုပ်ကစိုက်ကားငှားပေးမယ်ပြောတော့လဲလက်မခံသူနေတိုင်းနဲ့နှစ်မိုင်ကျော်ခန့်ဝေးတဲ့ဗဒင်များမျိုးတွေကို ညာဤမှုချုပ်ဝသားတွဲကြီးတွေကိုဝလုံးရှို့ထန်းလျက်ကုံချောင်းလျှောက်ကပြန်လီတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူထောင်မူကြီးတင်းဝင်းရေးသားထားတဲ့ရင်ခဲတော်နဲ့တပွဲစားမုတ်ဆိုးဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီရှင်။ဇလန်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။